ားလုံးမိတ်မပါ UK Master ရဲ့ Facebook နဲ့ YouTube channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အောင်လင်မလားပါကမ္ဘာပေါ်လုံးလောကမှာ Germany ဆိုရင်အမြဲတမ်းဖိတ်မိတ်တုံအောင်ကြောက်ရပြီးတော့အစင်လာရှိတဲ့ Legendary ဘောလုံးအသင်းကြီးတစ်သင်းဖြစ်တယ် nation ကလည်း germany နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ germany ကိုကျွန်တော်နားလည်ထားတာဗျာ super star ဘောလုံးသမားတွေထက်တဦးချင်း individual ထက်အသင်းလိုက်အားကိုအရန်အားပြုပြီးတော့စိတ်တက်အရန် strong ဖြစ်တယ်မန်တာအရန်ကောင်းတဲ့အသင်းဖြစ် တွေးရတဲ့အသင်းပဲဂျာမနီနဲ့ပတ်သက်လို့ဂျာမနီရဲ့ mentality ဟာပြိုင်ဘက်အသင်းတွေထက်ပိုကောင်းတဲ့ level တစ်ခုမှအမြဲရှိနေတယ်။သူတို့ရဲ့တူးချင်းဆွဲဆောင်ရင်မှတခြားအသင်းတွေထက်နိုင်ကောင်းနိုင်လိမ့်မယ်။ဒါပေမဲ့အသင်းလိုက်စူးစမ်းမှုအားသွားရင်ဂျာမနီကိုဘယ်သူမှမရှင်းနိုင်ဘူး။ဂျာမန်လူမျိုးတွေရဲ့စိတ်ဓာတ်ဂျာမန်လူမျိုးတွေရဲ့မာကျောမှုမျိုးကျွန်တော်တို့ကအမြဲတမ်းကြီးကျူးရတယ်။ဒါပေမဲ့အဲ့ဒါတွေအားလုံးဟာ2014ကမ္ဘာ့ဖလားချန်ပီယံကမ္ဘာ့ချန်ပီယံရာဂန်လိုရဲ့ World Champion အသင်းကနေပျောက်သွားပြီ။ဂျာမနီသင်းရဲ့ဘောလုံးအဆင့်တန်းဟာ2014ကမ္ဘာ့ဖလားပြီး2016ယူရိုပြိုင်ပွဲဟာသူတို့အတွက်နောက်ဆုံးအမြင့်ဆုံး semi final နဲ့ရောက်ခဲ့တာအဲ့ Euro မှာ quarter final မှာသူတို့ Italy ကို penalty နဲ့နိုင်သွားတယ် semi final မှာ Asian ပြည်သစ်ကိုသူတို့ရှုံးသွားတယ်အဲ့2016ဟာ Germany အတွက်အမြင့်ဆုံးပဲအဲ့ Germany အတွက်2016ဟာအမြင့်ဆုံးဖြစ်ပြီးတော့2018 World Cup လက်ရှိကမ္ဘာ့ချန်ပီယံအနေနဲ့ကမ္ဘာဖလားသွားတယ်သူတို့အုပ်စုပြုတ်တယ်အဲ့ကနေမှ2020 Euro ပြိုင်ပွဲမှာ Wembley ကွင်းမှာအင်္ဂလန်ကို2-1နဲ့ရှုံးပြီးရှုံးထွက်ကလှည့်ပြန်တယ်2022 Qatar ကမ္ဘာဖလားပြိုင်ပွဲမှာ Germany ဟာ ထုံးစံတိုင်းပဲအုပ်စုကထပ်ပြီးထွက်ရတယ်ပြီးတော့မှ2024ယူရိုမှာတော့ဂျာမနီကထပ်ပြီးတော့ struggle ဖြစ်တဲ့ ancient ဖြစ်ပေမဲ့ quarter final နဲ့အဆက်မှာ champion ဖြစ်တဲ့ Spain ကိုရှုံးသွားတယ်ဆိုတော့ဂျာမနီနဲ့ပတ်သက်လို့ရှိရင် မ္ဘာဖလားပြိုင်ပွဲမှာအနောက်ဂျာမနီနာမည်နဲ့ဂျာမနီကချန်ပီယံဆုဖလားတွေကိုရခဲ့တယ်။1986မှာသူတို့အာဂျင်တီးနားကိုဖိုင်နယ်ရှုံးပေမဲ့69နှစ်ကမ္ဘာဖလားပြိုင်ပွဲမှာသူတို့ချန်ပီယံပြန်ဖြစ်တယ်။အဲ့ကနေမှစင်ယူရို96 96မှာယူရိုချန်ပီယံဖြစ်တယ်။အဲ့ကနေမှစင်ဂျာမနီက96ကနေ2000နှစ်မှာ World Cup Final တက်တယ်။ဆိုတော့ဂျာမနီဟာအရှင်ပြစ်ချင်းပါတဲ့2006ပြိုင်ပွဲမှာ World Cup ပြိုင်ပွဲမှာ Semi Final နဲ့2024ယူရိုပြိုင်ပွဲမှာ Quarter Final ရောက်ပြီးတော့ဂျာမနီရဲ့အောင်မြင်မှုဟာ2000 ်2014မှာကျွန်တော် ခုနပြောတဲ့အနီးပြယာကန်လိုအသင်းနဲ့အတူအကုန်ပြောက်သွားတာဂျာမနီကမျိုးဆက်ပြတ်သွားတယ်ပြဿနာပဲကျွန်တော်ခုနနယ်သာလန်နဲ့ပတ်သက်လို့ကျွန်တော်ခုတနေ့ကပြောတယ်အဲ့နယ်သာလန်ဆိုကြည့်ပါအခုဂျာမနီလိုမဟုတ်ဘူး quality player တွေအများကြီးပဲနယ်သာလန်က something တစ်ခုခုလိုအပ်နေနည်းနည်းလေးလိုအပ်နေတာနယ်သာလန်လို squad တက်လောက်ရှိရင်ဂျာမနီကအောင်မြင်နိုင်တယ်ဗျာရှင်းရှင်းလေးဒါပေမဲ့ဂျာမနီမှာမျိုးဆက်အရန်ပြတ်တယ်ကျွန်တော်တို့ဘောလုံးတင်းတစ်သင်းစာတစ်သင်းစာကျွန်တော်ချကြည့်လို့ရှိရင်ဂျာမနီကစားမ7ယောက်ကိုကျွန်တော်မရည်ပြနိုင်တော့မသိတော့ဗျာလူတော်များများ တိတော့တိတယ်ပဲ၁၁ယောက်လုံးအတီးကြမပြောနိုင်ဘူးအားလားဂျာမနီရဲ့ပြဿနာတော့ဖြစ်သွားဂျာမန်အသင်းကို follow လုပ်တဲ့သူကလွဲရင်ဂျာမနီကဘိုင်မြူနစ်တသိန်းနဲ့စိုးမိုးထားတဲ့ပြဿနာကလည်းဂျာမနီဘောလုံးလောက်ကအဓိကပြဿနာတခါဟိုတနေ့ကဖိလစ်လန်တို့နောက်ရှွိုင်းစတိုက်ကလို့တခါပြောတယ်ကျွန်တော်ဂျာမနီအသင်းကြာဆုံးသွားတဲ့အရင်လိုဂျာမန်ရဲ့စိတ်ပိုင်းဆိုင်ရာပြောင်းလဲသွားပြီးတော့ဂျာမန်အသင်းအရင်လိုမာချိုချစ်လစ် အပြင်းနဲ့ mental မရှိတာဖက်ကွာဒီယိုလာကိုသူတို့ blame တယ်ကွာဒီယိုလာကို blame တယ်ဆိုတာကအဆိုးဘက်က blame တာတော့မဟုတ်ဘူးဂျာမဟာအရင်ကကစားတဲ့ tradition နဲ့စာကွာဒီယိုလာဟာ bundesliga ကိုရောက်လာတဲ့အချိန်မှာ keep the ball keep the ball keep the ball နဲ့ဘလုံးကိုကိုင်ကစားထားတဲ့ကစားကွက်ကြီးကကွာဒီယိုလာစရုပ်တဲ့နှစ်ကနေ2022လောက်ထိကဇက်တိုက်အိပ်ပုံတိုင်းကြီးပဲအဲ့မှာဘာဖြစ်လို့ဆိုတော့သူတို့ရဲ့ identity ပျောက်သွားတာပျောက်သွားတဲ့အားလုံးကဘလုံးက tight area လေးမှာကစားမယ်ဘလုံးလေး special မယ်ပြန်ပေးမယ်ပါမယ် ဂျာမန်ကရိုးရှင်းနေကစားတာဒါပေမဲ့အရန် effective ဖြစ်တယ်ဒါပေမဲ့အဲ့ဒါလည်းအကုန်ပျောက်သွားတယ်နောက်တစ်ခုကစင်စားမပြည့်ဂျာမနီဟာတိုက်စစ်မှုကောင်းပျောက်ဆုံးသွားတဲ့အချက်ပဲမီလိုစလက်ခရိုစီနောက်ဆုံးပြမာရီယိုဂိုမက်စ်နောက်ပိုင်းမှာဂျာမန်မှာတိုက်စစ်မှုကောင်းကောင်းရေလို့မရှိဘူးအဲ့ဒါအဓိကပြဿနာအခုနောက်ပိုင်းကစားနေတဲ့ခိုင်ဟာဗတ်ကစားတယ်အခုနီကလက်စ်ဗိုလ်ဒါမယ်တို့ကစားတယ်ရှေ့မှာလည်းတိုက်စစ်မှုတွေရှိတယ်တယောက်ပြီးတယောက်တယောက်ပြီးတော့ဒါပေမဲ့အားလုံးကိုကြည့်လိုက်ဂျာမန်တိုက်စစ်မှုတွေတယောက်မှအားမရဘူး အားမရဘူးအရှိမမမမမတ်နဲ့စတိုင်နာအရာကင်ကလင်းစမန်ကနေစပြီးတော့တိုက်မှုတွေဘလို့မှမရှိဘူးအဲ့ဂျာမနီကအဲ့ရဲ့ပြဿနာကိုယ်သမားဘန်ဝဲနော်ယာထွက်သွားတဲ့အချိန်မှာအစပိုင်းဆိုနော်ယာအမှန်တိုင်းပြောရင် तू woke up 27လောက်တည်းက तू နားတင်လာပြန်ဒါပေမဲ့ तू ကမနာဘူး keep going keep going လို့တော့အခုကိုယ်သမားတွေကတကယ်ကောင်းတဲ့ကိုယ်သမားတွေဟာနော်ယာကြောင့်အရန်ဖြစ်ရင်ဖြစ်ဖြစ်နောက်နော်ယာလည်းနာရောလေးစင်မှာရှိလို့တကယ်ကောင်းတဲ့ကိုယ်သမားတွေလည်းကြာလာခေါနောက်ကိုယ်သမားတွေက quality မကောင်းတော့ဘူးစန်တဲ့ဘက်ကလည်းမဝန်ဝါး ဂျာမနီမှာဗျာကျွန်တော်လက်ချိုးလို့ရတယ်ဖလိုရင်ဗတ်ရှိမယ်မူဆီယာလာရှိမယ်မေဘီဂျိုရှုခိမရှိမယ်၄ယောက်လောက်ပဲရှိတော့၄ယောက်၅ယောက်ထက်မပိုဘူးဂျာမနီအသင်းကကျွန်တော်တွေက band average player တွေပဲဥပမာခံစစ်မှာဆိုအန်တိုနီယိုရူဒီဂါရှိတယ်ဒါပေမဲ့ဂျာမန်လေဝင်းစေရောက်ရူဒီဂါအဲ့လောက်မကောင်းဘူးကလပ်မှာတော့တော်တော်လေးကောင်းတယ်ချယ်ဆီမှာပဲဖြစ်ဖြစ်ရီယယ်မက်ဒရစ်မှာပဲဖြစ်ဖြစ်ဆိုတော့ ဂျာမန်အသင်းကဘောလုံးလောကရဲ့ history အသင်းဖြစ်တဲ့အောင်မြင်မှုတွေအများကြီးယူထားတဲ့အသင်းဖြစ်ပြီးတော့ဘယ်လောက်ထိဆိုလဲဆိုဒီဘက်နောက်ပိုင်းနှစ်ထဲမှာ Nagelsmann လက်ထက်မှာ Nation League မှာ Italy ကိုရှုံးနေ Portugal ကို Nation League မှာ semi final မှာရှုံးနေတတိယနေရာလူပွဲမှာပြင်သစ်ကိုရှုံးနေနောက် World Cup qualify မှာ Slovakia ကိုရှုံးနေတော်တော်ကိုဆူဆူဝါဖြစ်ပြီးတော့အခုနောက်ဆုံး back to back Luxembourg တို့မြောက်အိုင်လန်နဲ့အဲ့ဒီအသင်းတွေကတော့ဗျာဂျာမနီအစင်တန်းနဲ့နိုင်ငံနိုင်တဲ့အသင်းတွေဒါမဲ့ပြောချင်တာကသူတို့အစင်တန်းအရှိန်အဝါကျသွားတဲ့အချက်ပဲ ဒါချစ်စပွဲရောတေချာမအောင်မယ်ဒါပေမဲ့တေချာတာကနာကက်စမန်လက်ထက်မှာဂျာမနီကဘာမှမတိုးတက်လာတဲ့အချက်ပဲဟိုင်းစီဖလစ်ကလည်းသူ့အောင်သူတို့ဟုတ်နေတာဒါပေမဲ့လူဝိစင်ရောက်တဲ့ခါမှာသူတော်တော်အခုပြန်လက်ရှိဂျာမနီဂိုးသမားတွေကိုကျွန်တော်ကြည့်မယ်ထက်စီကတော့လက်ရှိဂိုးသမားဖြစ်ပဲသူအင်ဂျူရီဖြစ်တဲ့ချိန်မှာအခုဟော်ဖန်ဟေးရဲ့ဂိုးသမားဘော့ဒ်မန်ရှိတယ်နူဘယ်ဆိုတဲ့စတုတ်ဂတ်ဂိုးသမားရှိတယ်အခုဂျာမန်ဂိုးသမား၄ယောက်ကိုရှိရင်ဘွန်ဒစ်စီကာမရှိရင်တယောက်မှမသိဘူး now borussia dortmund ကအန်တန်ရှိတယ်။ now rubin kors ဆိုတာရှိတယ်။အရင်တော့က leeds မှာကစား။အဲ့ကစားမှလည်းတာမန်ကစားမှပဲ ဂျွနသန်ထားမစိုးလို့ပြောလို့ရတယ်ဒါပေမဲ့ तू ဟာကျွန်တော် world class အဆင့်ရှိတဲ့ standard မဟုတ်ဘူး now nico short တစ်ပတ်ကတော့မစိုးလို့ပြောလို့ရတဲ့အထက်မှာပါတယ် channel ကသားမတွေတော်တော်များများကြည့်လို့ရှိရင် german မှာလည်း proper အရေးသွင်းမြင့်တဲ့ center back မှာ rudiger လောက်ရှိတာဘယ်သူမှမရှိဘူး တော်တော်များများအဲ right back မှာတော့ထားပါတော့ Kimmich ကစားလို့ရသူတို့မှလည်းအဲ right back ကမရှိဘူး left back ကတော့ထားပါတော့ Ram တို့ Mason Danley တို့တော်တော်များများရှိတယ်အဲ Quinn လည်းကအသင်းကောင်းဆောင် Kimmich ကညာနောက်ခံလို့ကစားလို့ရှိရင် Joshua Kimmich မရှိတော့ရှင်အဲ Quinn လည်းမှာ Pavlovic တို့ Gresskar တို့လို့ကစားမှာပြီး တော်တော်များများရှိတယ် Foreign Verse နဲ့တစ်ဖက်က Musiala ရှိမယ်အထောင်တိုက်စစ်မှုမှာအခု Borussia Dortmund ကခေါ်ထားတဲ့ Messi Milan Bria ဆိုတဲ့ကစားသမားရဲ့ Newcastle က Wolton တို့ရဲ့ Now Kai Havertz တို့ပါတော့ရှိမယ်ဒါတော့ပဲဆိုတော့ Nicholas Focas ရှိမယ်ပြ Hunter တို့ပါရှိဒါပေမဲ့အဲ့ဒါတွေအကုန်လုံးကြည့်လို့ရှိရင်အကုန်လုံးက Germany ကကျွန်တော်တို့ ပြီးတက်တွေကိုဆွဲမှတ်စီတွေကစားမတွေတယောက်မှမဟုတ်ဘူး။နောက်ပြအခုဒန်ရနေတဲ့တဲ့ကโอเคလီရိုက်ဆာနေမေးဘီပြန်လာနိုင်တယ်ပါစကယ်ကရော့စ်ပြန်လာနိုင်တယ်။နောက်တစ်ဖက်ကမူဆီယာလာပြန်လာနိုင်တယ်ဂျူလီယန်ဘရန့်ပြန်လာနိုင်တယ်ခန်စစ်မှာလည်းတချို့ကစားမတွေပြန်လာနိုင်တယ်ဒါပေမဲ့ဂျာမနီအသင်းကတကယ် average အသင်းပဲအီတလီကအတလီဆိုသူတက်ဆိုင်ရင် ကစားကွက်လေးနည်းနည်းကောင်းသေးတယ်အီတလီကသူတက်ဆိုင်ရင် identity လေးနည်းနည်းပြန်ကျန်သေးတယ်ဂျာမနီကဘာ identity မှမရှိဘူး ကျွန်တော်ထင်တော့ဂျာမနီဟာဒီ World Cup မှာလေ quarter final နေရာသူတို့အတွက်အများဆုံးပဲ quarter final တော့ကန်ကောင်းမှအဲ့ဒါကန်ကောင်းမှသူတို့တကယ်ဆိုပြဂျာမနီရဲ့အဆင့်တန်းကြီးနဲ့လုံးဝမဖြစ်တယ်ဗျာ World Champion ကို1984မှာ World Champion ဖြစ်တယ်အနောက် Germany မှာချစ်ပါတဲ့အချိန်မှာ World Champion ဖြစ်ပြီးတော့အိုက်ကနေမှစ82 86မှာသူတို့ဒုတိယနှစ်ကြိမ်ရတယ်ဒါပေမဲ့1954 Switzerland မှာလုတ်တဲ့ပြိုင်ပွဲမှာ Champion ဖြစ်တယ်အဲ့ဒါလည်းအနောက် Germany နဲ့ Champion ဖြစ်ပြီးတော့1990ကမ္ဘာဖလားပြိုင်ပွဲမှာ Champion ဖြစ်တယ်ပြီးတော့2014မှာ Champion ဖြစ်တယ် Germany ရဲ့ recent ကိုကြည့်လိုက်ပြအဲ့2014မတိုင်ခင်ထိဗျာ2014 Champion 2010တတိယ2000နဲ့ ဲ့6တတိယပြီးတော့2000နှစ်ဒုတိယ68 64မှာ surprise နဲ့ Germany quarter final မှာဖြစ်ပေမဲ့90မှာ champion နော်သူတို့လည်း World Cup final ကို3ချိန်တက်တယ်အဲတုန်းကသူတို့သူတို့ကအခုကမ္ဘာမှာ World Cup final ကိုတက်တာ Brazil 3ချိန်တက်ဖူးတယ်64 68 2000နှစ်အခုလည်း Germany လည်းဒါ82 86 90သတိုက်တက်ဖူးလားရှားတယ်ဗျာ Germany ကိုကြည့်လို့ရှိရင် Germany ကအငင်းနဲ့ semi နဲ့ final semi နဲ့ final ပဲတန်း ဒါပေမဲ့အခုဂျာမနီကနောက်ဆုံး World Cup Final နှစ်ခုကိုအုပ်စုဆင်းရထွက်ရတယ်။တခါ Euro ပြိုင်ပွဲမှာလည်းသူတို့၄၃ချိန်ချန်ပီယံဖြစ်ထားတယ်။ဒါပေမဲ့သူတို့အသင်းကနောက်ပိုင်း၂008မှာ Euro မှာသူတို့ဒုတိယရတယ်။နောက်2012 16မှာစလုတ်ထရပြီးတော့ Semi Final တက်ပြီးခေကနေ Round of 16နဲ့ Quarter မကျော်တော့ဘူး။ဆိုတော့သူတို့ဘောလုံးလောကကြီးထိုးကြသွားတာ။ဆိုတော့ဂျာမန်ဘောလုံးလောကက Nagelsmann လက်ထက်မှာဒီဒီချိန်ကမ္ဘာဖလားပြိုင်ပွဲမှာသူတို့ဘလောက်ထိအမြင့်ဆုံးပြောင်းလဲထားတယ်။ကျွန်တော်တော့တော်တော်ကြီးကန်ကောင်းရင် Germany Quarter Final အဲ့ထက်မပူဘူး။ ချန်ပီယံဖြစ်ဖို့ဘလို့မှမဖြစ်နိုင်ဘူး။ semi final တော့မသေးကြဘူးဗျာ။ Germany ဟာ maximum quarter final အမြော်လို့ရမှာ။အဲ့ထက်မကောင်းဘူးကျွန်တော်အမြင်ပြောတာ။ Germany တို့ Italy တို့တော်တော်ကြာသွားပြီ။ဒါကျွန်တော်အမြင်ပြော။ Brazil ရုံးကန်နေမှာ Brazil မှာတော့သူ talent player လေးတွေထွက်နေတယ်။ Germany မှာအဲ့ဒါမရှိဘူးဗျာ။ဆိုတော့အဲ့ဒါ Germany ရဲ့မျိုးဆက်ပြတ်သွားတဲ့ပြဿနာပေါ့လေ။အားလုံးကျေးဇူးတင်ပါတယ်။